Hello အားလုံးပဲမင်္ဂလာပါ Twin Korean Language Class ကရှင်းမဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီတစ်ခါမှရှင်းပါဒီကိုလာပြီးရှင်းပြရလဲဆိုတော့ကျောင်းသူလေးတူပေါ့နော်ရှင်းကိုမေးထားပါတယ်ဒီအာတင်ယူတစ်ပေါ့နော်တင်ယူတစ်စာအုပ်ထဲမှာတဲ့ဒီနံပါတ်5တွေပေါ့နော်ဒီနံပါတ်5ဖြစ်တဲ့ဒီလိုစာပိုက်အရှိကြီးဖြေရတာမျိုးဆိုရင်တဲ့ မှားနေသေးတယ်တဲ့အခုတောင်မှားနေသေးတော့ဘလိုလေးတွေဖြစ်ရင်အဆင်ပြေတယ်လဲပေါ့နော်လူမျိုးလာမေးထားလို့ခြေကဒီဗီဒီယိုလေးနဲ့ရှင်းပြပေးမယ်ပြပြပေးမယ်ပေါ့နော်ပြပြတဲ့အခါမှာရေဒီကနံပါတ်5ကရေလည်းခဏခဏပြောပါတယ်ရှေ့မှာကြုံရင်ကြုံတယ်လို့ပြောခဲ့တယ်ဘာလဲဆိုတော့ဒီ5ငါနံပါတ်5ပေါ့နော်ဒီနံပါတ်5မေးခွန်းကကြတော့ခြေတို့မွန်နွားချုံဖို့ပေးထားတဲ့ ဒီစာစာတင်ကန်းစာတခန်းတခန်းမှာဆိုရင်ရေတို့မွန်တော်ဂျုံဘူတွေနောက်ဆုံးမှာပါတယ်မလားအဲ့မွန်တော်ဂျုံဘူပြီးထားတဲ့ဟာပေါ့နော်စာပိုက်လေးတွေရဲ့စာပိုက်က၃ပိုက်ဖြစ်ရင်လည်းဖြစ်မယ်၄ပိုက်ဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်အဲ့စာပိုက်လေးတွေရဲ့အနှစ်ချုပ်ပေါ့နော်အကျဉ်းချုပ်ကိုဒီမှာလာရေးပြီးတော့မှမိခွန်းပုံစံလောက်ထားတဲ့ဟာပဲဖြစ်ပါတယ်အဲ့တော့မွန်တော်ဂျုံဘူမိခွန်းလို့ပြောလို့ရပါတယ်ဒီမွန်တော်ဂျုံဘူမိခွန်းလေးတွေကိုခုထိဖြေရတာမှားနေသေးတယ်ဆိုရင် အဲဒါမွန်းသားဂျုံဘူးတွေမဖတ်ခဲ့သေးဘူးဆိုတဲ့သဘောတရားလို့လည်းရှင်းနည်းနည်းလေးယူဆရတယ်ပေါ့နော်အဲဒါမဖတ်ခဲ့ရသေးတာပဲဖြစ်ဖြစ်ဒါမှမပိုင်ခဲ့လို့လို့တဘောတရားတက်ရောက်ပါတယ်အဲ့တော့ခြေတို့ကမွန်းသားဂျုံဘူးကိုအရင်ဆုံးပိုင်နိုင်အောင်ပေါ့နော်ပိုင်အောင်လေးတစ်ခေါက်တော့ဖတ်ထားပေးရမယ်ပိုင်အောင်ဖတ်ထားပေးရမယ်အဲ့လိုလေးလုပ်ပြီးမှဒီက summary ဒီဟာမဖတ်တော့အောင်ရတယ် ရှိကမွန်တော်ကြောင့်ဘုကိုတော့ဖတ်ခဲလို့အဆင်ပြေတယ်ဆိုရင်ကိုကတိတ်သွားပြီးဖတ်တတ်တယ်။အဘာသာပြန်ဓာတ်တယ်ပေါ့နော်။ဒီလိုမျိုးလေးဆိုရင်ခြေတို့ကဒီကစာပိုင်းမဖတ်ဖဲနဲ့တောင်ဒီဖာပိုင်းကိုကြော်ပြီးတော့တောင်မှဒီမှာမိကုံးကိုတော့ဖြေလို့ရပါတယ်။ဒါပေမဲ့လို့အဲခြေတို့ကတော့ဖတ်မယ်ပေါ့နော်။ဖတ်ပြီးတော့မှဖြေပါမယ်။ဒီဖတ်တာလည်းပဲအိုက်ကဟာလေးပဲပြန်လာလိမ့်မယ်။ခြေတစ်ချက်ပြီးရင်ပြောပြပါမယ်။အိုက်ကဟာလေးတွေဖြစ်ပါတယ်။အကျဉ်းချုပ်ထားတာသူပေးတဲ့အချက်လက်တွေအများကြီးတွေကနေပြီးတော့ဒီမှာအချက်ကို ြန်ယူထားပြီးမှမေးတာမျိုးဖြစ်ပါတယ်အဲ့တော့ jetter လေးကိုသွားမဖတ်ခင်မှာ အပေါ်ကဟာကိုအရင်ဆုံးပြောပြချင်တယ်ပေါ့နော်အပေါ်ကစာပိုက်လေးမှာအဲ့ဒါလေးပါဒါလေးကတော့ကျေအခန်း40ကပတ်တူအခန်း40ကချင်ဝမ်ဂျုံ energy ဆိုတဲ့အခန်းလေးပေါ့နော်ချင်ဝမ်ဂျုံကဘာပြောတာလဲချင်းဆိုတာယင်းနေတာဝမ်ဂျုံဆိုတာကပဝင်းချင်းကိုပြောတာအဲ့တော့ကျေတို့ပဝင်းချင်းနဲ့ယင်းနေတယ်ဆိုတော့ကျေတို့ဘာသာပြန်တဲ့ထဲမှာ အာပဝင်းကျင်တဲ့တဟဇာတာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ဂီယာဂီယာစနစ်ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကိုဆိုလိုပါတယ်တဲပေါ့နော်သူတို့ရဲ့လုပ်ငန်းခွင်အသုံးနဲ့သုံးမယ်ဆိုရင်တော့ဂီယာစနစ်လို့ပြောတာပေါ့နော်တကယ်လို့မြန်မာလိုနားလည်ခြင်းနဲ့ဆိုရင်တော့ဒါကအာပဝင်းကျင်တဲ့လိုက်ရောညှိထွေဖြစ်မှုလို့ဘာသာပြန်လို့ရပါတယ်အဲ့ဒါချင်းဝမ်ကျွန်းရဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့ပဝင်းကျင်တဲ့တဟဇာတာဖြစ်မှုလိုက်ရောညှိထွေဖြစ်မှုဖြစ်တဲ့ energy ကတော့ energy စွမ်းအင်တွေကိုပြောတာပေါ့နော်အဲ့အခန်းလေးကိုပြပြပေးပါမယ်အဲ့တော့ခြေတို့ကဒီကမွန်သွားရီချောင်ဘူးတွေဖတ်တဲ့အခါမှာပေါ့နော်ဒီတိုင်းစာပိုက်ကြီးကိုပဲလိုက်ဖတ်သွားပြီးတော့ဘာသာတွေအတိတိကျကျသွားပြန်နေတယ်ဆိုရင်ကို့အတွက်ပေါ့နော်မပြောင်းနိုင်တဲ့နေရာမတိလိုက်တဲ့ ဒီ grammar pattern นี่ထောက်သွားပြီးတော့မှာဗောနော်မထောက်သွားမယ်ဒါမှမဟုတ်လို့မိနေမှာသွားထောက်ထောက်သွားပြီးတော့မှာအာအခက်ခဲတွေမရတော့ဘူးဒီဥစ္စာကြီးကိုလက်လျှော့ခြင်းတွေဖြစ်နိုင်ပါတယ်အဲ့တော့ share ဒီမှာနောင်နာလေးပြပြလုတ်ပြပေးထားတယ်ရှယ်ရတဲ့ဒီလိုလေးတွေခြေရတာ အာချဲပြီးတော့ပေါ့နော်စာမှတ်ရတာဝါသနာပါတယ်ပေါ့နော်အဲ့ဒါဒီမှာချဲထားလေးကိုလည်းပဲចောင်းသားတွေမြင်အောင်ချဲပြထားပါတယ်ချဲတာပဲဖြစ်ဖြစ်တာမဟုတ်လဲလိုင်းပန်တားတာမျိုးပေါ့နော်အောက်ကနေမင်းမင်းနီတားတာမျိုးပေါ့နော်ဒီလိုလေးတွေနဲ့မှတ်သားထားလို့ရှိရင်တော့ဒါကမြ мян ကိုကောင်းထဲမှာဝင်လွယ်မယ်ကိုကပြန်ပြီးတော့မြ мян ကြည်လိုက်လို့ပြန်နှွေးခြင်းနဲ့တစ်ခေါက်မေ့သွားတယ်ဖတ်ပြီးသားဒါမှငါမေ့သွားတယ်ဆိုရင်ပြန်ဖတ်လဲအဆင်ပြေမဲ့အပိုင်းမှာရှိပါတယ်အဲ့ချဲဒီမှာကတော့ကျဲတော့ဒီအဓိကဒီအပိုက်ထဲမှာအဓိက point လေးကိုလိုင်းပန်ချဲထားတယ်ဒီဒုတိယ byte ဆိုလည်းပဲအဓိကဟာလေးတွေကိုလိုင်းပန်ချဲထားတယ်တတိယ byte စတုတ္ထ byte ပေါ့နော်အများဆုံးအပြင်တော့သူက3 byte 4 byte လာပါတယ်အဲပထမ byte လေးကိုသူကကြည့်အောင်ပထမ byte လေးကတော့ chainwan gyo energy တဲ့ဒီ chainwan gyo energy ဆိုတာဘာကိုပြောတာလဲဆိုတော့သူကရှင်းပြရတယ် definition ပေါ့နော် dfi ni ti1 definition NATIN ဝ definition definition ဖွင့်ထားတာပါချင်းဝမ်ယော energy ဆိုတာယောရဘုန်းတို့ပြောလိုက်တဲ့အခါမှာဒါပတ်ဝန်းကျင်နဲ့တော့တာဟာဇာတာဖြစ်တဲ့လိုင်ယောညီထွေဖြစ်တဲ့စွမ်းအင်အဲအဲ့လိုမျိုးပြောရင်ဟဲ့အားဒါဘာကြီးပြောတာလဲငါတို့လည်းနားမလဲပါဘူးဖြစ်မှာပေါ့နော်အဲ့ဒါအကြောင်းသူက definition ထားပြောထားတယ်ဒီပတ်ဝန်းကျင်နဲ့တာဟာဇာတာဖြစ်တဲ့စွမ်းအင်နေလိုင်ယောညီထွေဖြစ်တဲ့စွမ်းအင်နေဆိုတာဘာကိုပြောရလဲဆိုတဲ့ definition မှာဝမ်ကျော်အင်မီချီနွန်ယောငန်ဝမ်ကျော်ကပတ်ဝန်းကျင်မီချီနွန်ယောငန်ကတက်ရောက်တဲ့အကျိုးတရားမှု ဲ့တော့ပဝင်းကျင်ကိုတက်ရောက်တဲ့အကျိုးတက်ရောက်မှုတွေကိုချွဲဆိုဝါဟာရော့ short term အနည်းဆုံး short term မှာချွဲဆိုတာအဆုံးဆိုတဲ့အတိတ်ပဲစိုးဆိုတာနည်းတာကိုပြောတာအဲ့တော့ခြေတို့ကအနည်းဆုံးပေါ့အနည်းဆုံးလုတ်မှာပေါ့အနည်းဆုံးလုတ်ပြီးတော့မှာတဲ့ဟွမ်ကျုံဆိုတဲ့ပဝင်းချင်းကိုဘိုဟာနန်တဲ့ဒိုမွန်ချူနိုအန်နာဂျီတဲ့ဘိုဟာတာဆိုတာကာကွယ်ပေးတာနန်တဲ့ကဒီမှာသူက spelling လေး space လေးခြားထားတယ်ပေါ့နော်ဒီမှာ တစ်ချက်ခုံထားရတယ်ပေါ့နော်အဲ့ဒါဆိုရင် share ကနေရာမှာဒါမို့အခါမှာဆိုဘာသာပြန်ပါတယ်เนาะဒီပဝင်းကျင်ကိုတက်ရောက်နေတဲ့အကျိုးတက်ရောက်မှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်လို့အဲဆိုးကျိုးတွေပေါ့နော်များသောအားဖြင့်ထိခိုက်စေတဲ့ဆိုးကျိုးတွေ ကိုအနည်းဆုံးဖြစ်အောင်လုပ်ပြီးတော့မှပတ်ဝန်းကျင်ကိုကာကွယ်ပေးတဲ့နေရာမှာကာကွယ်ပေးတဲ့အခါမှာကာကွယ်တဲ့နေရာမှာပိုကောင်းတယ်ပေါ့နော်ကာကွယ်တဲ့နေရာမှာအကူအညီပေးတဲ့စွမ်းရင်ကိုဆိုလိုတာတဲ့အဲ့ဒါကိုပြောထားပါဗျ။ तू ကဘယ်ကနေရလဲဆိုတော့ဂျာယောနဲ့ဆိုတော့ ఓ ဒုစု ఇన్న ဂျာဝန်ရဲ့ యోన్ ဟာယောဂျာဝန်ဆိုတဲ့တဘာဝကနေရရှိတဲ့ဂျာဝန်တဘာဝတယံစာသားတွေကို ီယုံဟာရောအုံပြူပြီးတော့မှဂျီဆိုဂါနဟန်ဘန်းရှိဈေးရဇက်တိုက်ကိုပဲပဲအခြေတို့အဲတုံးလို့ရမယ်ဒါလီက ခဏခဏလေးသုံးလိုက်လို့ပြီးသွားမှာမဟုတ်တစ်ခါသုံးနှစ်ခါသုံးနေရင်ကိုရီအတွက်တစ်ခါလေးပြည်လဲသွားရုံနှစ်ခါလေးပြည်လဲသွားရုံနဲ့တော့မဟုတ်ဘူးဒီတဘာဝတယံဇာတာကြီးကဇက်တိုက်လဲအသုံးပြုလို့ရမယ်နီးပုံစံဖြစ်ရမယ်ပေါ့နော်အဲ့လိုပုံစံကနေပြီးတော့ဆန်းဆန်းဟမ်နေတာထုတ်လုပ်ပါတယ်တဲ့အဲ့တော့ဒီစာကြောင်းကဘာပြောရလဲဆိုတော့ချေတို့ကဟိုဟာပေါ့နော်ပုံမှန်ဆိုရင်ဒီ အာရေရိုးတွေတုံးနေဓာတ်စီတွေဒီဇယ်တွေဒီလိုမျိုးပေါ့နော်ဒီရန်ကုန်ဆိုပို့တည်တာတယ်ရေရိုးဓာတ်စီတွေဒီဇယ်တွေတုံးတော့ခါကျတော့စူးချိုးတွေပေါ့နော်ဒီမှာကားတွေသွားတယ်သူကကာဗွန်ဒိုင်အောက်ဆိုက်တွေကိုထုတ်လွှတ်နေအငွေတွေ ထွက်တယ်ဗောနော်အဲ့အငွေတွေကြောင့်ရာသီဥတုတွေလည်းမမှန်တော့ဘူးဒီဆိုးကျိုးတွေလူတွေမှာလည်းဆိုးကျိုးတွေဖြစ်တယ်ဗောနော်အဲ့အဲ့လိုတက်ရောက်မှုတွေရှိတယ်ဒီ density ဆိုရဲဟာနေတုံးဗောမိဇက်တွေမိဇက်တွေဆိုလည်းအတိုင်းပဲဂျေရိုတွေတုံးတဲ့အခါမှာအခိုးငွေတွေထွက်တယ်ဒီပြီးတော့စုညံတဲ့နေလည်းသူကထွက်သေးတယ်ဆိုတော့ဒါပတ်ဝန်းကျင်ကိုအကျိုးမပြုဘူးဗောနော်ပတ်ဝန်းကျင်ကိုဆိုးကျိုးပြီးတဲ့ဟာတွေအဲ့ဓာတွေကိုအ ਨੇ ဆုံးဖြစ်အောင်လုပ်မယ်လို့ပြောချင်တာဖြစ်ပါတယ်ပတ်ဝန်းကျင်ကိုအတနည်းနည်းနဲ့သွားထိခိုက်နေတဲ့ဟာတွေအဲ့ဓာတွေကို အာနေဆုံးဖြစ်အောင်လုပ်ပြီးမှာဘယ်ကနေရမှာလဲဆိုတော့တဘာဝကနေရမယ်ဟာတွေပေါ့နော်တဘာဝတယံဇာတာတွေနဲ့အဲ့တဘာဝတယံဇာတာတွေရဲ့ဇာတိုက်လည်းတုံးလို့ရရမယ်အဲ့ဒီကဟာတွေနဲ့သူတို့ကထုတ်လုပ်ပြီးမဲ့ energy မျိုးစွမ်းအင်မျိုးကိုတဲ့ချင်းဝမ်ကျော် energy လို့ခေါ်တာပါတဲ့ဆိုပြီးတော့ပြောပါတယ်အမြင်သာဆုံးပြောရမယ်ဆိုဒီမှာတော့တိတ်ပြီးအရင်ရောရှင်းနေအောင်မဟုတ်ဘူးနောက်မှသူဥပမာရင်းနဲ့ပြောမှရှင်းသွားလိမ့်မယ်ဘာလဲဆိုရင်ခြေတို့တွေ ဒီမှာမီးမလာဘူးထားပါတော့မီးမလာဘူးဆိုရင်မီးစက်တွေမောင်းတယ်မီးစက်တွေရညံတဲ့ပဝင်းချင်ကိုတက်ရောက်မှုရှိတယ်ပြီးတော့လို့ရှိရင်အငွေတွေပေါ့နော်ဒီအငွေတွေကနေပြမကောင်းတဲ့ဟာတွေအာပူတယ်ပေါ့နော်ပူလေပူတယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်နိုင်တယ်ကာဗွန်ထုတ်လုပ်မှုများတဲ့အခါမှာမကောင်းတဲ့ဆူကျူးတွေပဲဖြစ်နိုင်တယ်အဲ့ဒါကိုအခုနောက်ပိုင်းကျဘာတွေနဲ့အစားထိုးလဲဆိုတော့ကျေတို့ဆူလာတွေတက်တယ်ဆူလာတွေတက်တဲ့အခါမှာအတန်မကြရအောင်စမောင်းတဲ့အတန်ညကြရတော့ဘူးပြီးတော့လို့ရှိရင်သူကထုတ်လွှင့်တာကအငွေတွေပါတယ်မရှိဘူးလीเนาะအဲ့လိုမျိုးချိန်ကြီးလှုပ်လိုက်ပါ အဲအဲ့ဒါကိုကြတော့ဘယ်ရရလဲဆိုလာတွေတက်တဲ့အခါမှာဒီဆိုလာပြားတွေကဘယ်ရရလဲဆိုချေနေအောင်ကနေပဲရတယ်လေနေစွမ်းရင်ကိုအသုံးပြုပြီးမှဒီဆိုလာပြားကနေလျှက်စစ်ထုတ်ယူပြီးတော့ခြေလို့တွေကသုံးရတာလေအဲ့လိုမျိုးဟာကိုချဝမ်ယောအင်နာဂျီလို့ခေါ်တာဥပမာဆိုလာပေါ့နော်လူတိုင်းသိအောင်ဆိုရင်တော့ဒါဆိုလာပြားလေးတွေသုံးပြီးတော့မှလျှက်စစ်နဲ့သုံးနေတဲ့အရာမျိုးကိုချဝမ်ယောအင်နာဂျီလို့ခေါ်တာဓာတ်စီဒီဇယ်မီဆက်တွေမသုံးတော့ဘူး ဆူလာပြားတွေပြောင်းသုံးမယ်ပြောင်းသုံးရင်ဒါပတ်ဝန်းကျင်ထိခိုက်မှုနည်းမယ်ပေါ့နော်ပြီးတော့ဆူလာပြားဆိုတာကနေရာနေရတဲ့ဆွမ်းရည်ကိုယူထားတာဖြစ်လို့ဇက်တိုက်လည်းအသုံးပြုလို့ရတယ်နေမင်းရှိနေတဲ့ရွေးပေါ့နော်ဒါတွေဇက်တိုက်အသုံးပြုလို့ရမယ်ဒါဟုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ဒီကအဓိကဒီဒီရဲ့ဒီဗြဟ္မတကြောင်ရဲ့အဓိက point လေးကတော့ပတ်ဝန်းကျင်ကိုတက်ရောက်နေတဲ့မကောင်းတဲ့ဟာတွေကိုအနည်းဆုံးလုတ်ပေးမယ်ပြီးတော့ပတ်ဝန်းကျင်ကိုကူညီပေးဖို့အတွက် အကူညီပဝင်ခြင်းကိုပေါ့နော်ကာကွယ်ဖို့ကူညီပေးတဲ့ energy ဒါကချင်းဝံကျော် energy ပဲအဲ့ဒါလည်းပြီးတော့ဆက်ပြောသေးတယ်ဘာတွေလဲဆိုတော့ဆေကေခါကုကွန်တဲ့ဆေကေရကဘာကြီးခါကုကတော့နိုင်ငံအသီးသီးခါကအသီးသီးကုကနိုင်ငံဖြစ်ပါတယ်အဲ့တော့ကဘာရဲ့နိုင်ငံအသီးသီးကတော့တဲ့ဘာတွေလဲဆိုဆုံညူဆိုတဲ့ဆုံညူဆိုတဲ့ခြေတို့အာဘာလဲရေနံနေပေါ့နော်ဆော့ထန်းဆိုတဲ့ဒါ မိကြောင်မီးတွေတွေ gas ဆိုတာ gas ငွေတွေပေါ့နော်ဒီကြောင်မီးတွေရေနံတွေဓာတ်ငွေတွေအဲ့ဒါတွေကဘယ်ကလာတာလဲကျွန်ဟွာဆော့ယောင်ယူဆိုတဲ့တဘာဝမြေကြီးတွေကနေပြီးထွက်တဲ့တဟာစာတဘာတွေပေါ့နော်အတယံဇာတာတွေဖြစ်တယ်မြေကြီးတွေကနေရတာရေနံတွေတူးလို့ရမယ်ကြောင်မီးတွေတူးလို့ရမယ် gas တွေပေါ့နော်ဒီကနေရခဲ့မယ်အဲ့ကဟာတွေကိုအသုံးပြုခြင်းကြဥရောအင်းဟဲဆိုတာ grammar pattern ဖြစ်ပါတယ်သူကအသက်ပိုင်းဥရောအင်းဟဲ အသက်မပါဘူးဆိုလို့ဝင်းထန်နဲ့တော့မှာစာယုံမှာတက်ပါလို့ဥရောဟင်းရဲ့သူတုံထားတာဖြစ်တဲ့သူကတော့ကြောင်ဆိုပြီးတော့အကြောင်းပြချက်ပါအဲ့တော့စွန်နာတော့ကသူပြောထားတဲ့ရေနံလေးကြောင်မီးတွေးတွေဓာတ်ငွေတွေပေါ့နော်ဒီဓာတ်ငွေတွေကမြေကြီးစီလွားကနေရတဲ့လောင်စာတွေဖြစ်တယ်အဲ့လောင်စာတွေကိုအသုံးပြုခြင်းကြောင့်ပွန်ကြုံဖာွယ်ဆိုတာပဝင်းချင်းကို ဖာွယ်ရတော့ပျက်စီးဖြစ်စီတာဖာဖာဆိုတာပျက်စီးတာတွေကိုပြောတာဗောနော်အဲ့တော့ပျက်စီးတွေဖြစ်စီတယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်ဒါတစ်ချက်ပြီးရင်ဂီဟူပြောသွားဆိုတော့ဂီဟူကတော့ယာတိဥတုကိုပြောတာပြောသွားပြောင်းလဲခြင်းအဲ့တော့ယာတိဥတုပြောင်းလဲခြင်းနေဖြစ်တယ်ဒီကတယံဇာတာတွေဒီကတယံဇာတာအောင်ဖြစ်သွားပြီဒီကမြေရှိကနေထွက်တဲ့လောင်စာတွေတုံးခြင်းအဖြစ်ခြေရုပ်ပဝင်းခြေမှာထိခိုက်တယ်ဘလို့ပဝင်းခြေထိခိုက်တာလဲဆိုတော့ ထိခိုက်ရုံနဲ့မကဘဲနဲ့ခြေတို့မှာယာတိဥဒုအပြောင်းလဲတွေပါဖြစ်ပေါ်စေတဲ့ဒါတွေကိုဒဲအွန်းလုပ်ဖို့အတွက်ဂီဝီရဲ့ယောဂကြတော့ဂီဝီရဲ့ဇောနဲ့အတူတူပဲအတွက်ကြောင့်လို့ပြောတာအဲ့တော့ဖို့အတွက်ပေါ့နော်ဖို့အတွက်ဒဲအွန်းကခရမီလင်းလေးပါဒဲအွန်းကတော့တုံ့ပြန်ဖြေရှင်းတာပါဒီလိုမျိုးမကောင်းတဲ့အကျိုးတရားမှုတွေကဘာကြီး အာဒီပေါ့နော်အာရာသီဥတုပြောင်းလဲမှုတွေကို ပြန်လဲတုံ့ပြန်ဖြေရှင်းဖို့အတွက်ဆိုပြီးတော့မှတဲ့ချင်းဝမ်းနော် energy ဒီအာဗာလေပဝင်းကျင်တဲ့တဟဇာတာဖြစ်စီမဲ့ swine in ကိုဂဲပါတိုးတက်ဖွံ့ဖြိုးဖို့တို့ himsic ကိုစဉ်းစားတဲ့အားရင်နေစိုက်ထုတ်နေရပဲဖြစ်ပါတယ်တဲ့ယောရဘုန်းတို့စဉ်းစားကြည့်ပေါ့နော်ယေရိုပဝင်းချင်နေရခုနမကောင်းတဲ့အဲ ਸੁ ញန်တန်နေပြီးတော့ခါကြတော့ဒီဓာတ်ငွေတွေကြောင့်ကာဗွန်ဒိုင်အောက်ဆိုက်တွေကြောင့်ဒါတွေကအပျက်စီးတွေများနေတဲ့တပင်းတွေဆိုလည်းပုံမှန်မရှင်တန်တော့ဘူးလीနော်အာဟိုဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးတွေအာပြီးတော့တပင်းတွေခုံမှုတွေလည်းပါမှာပေါ့နော်အားလုံးလည်းပါတယ်ပေါင်းဆက်ပြီးတော့မှဒီ ရာသီဥတုတွေကပြောင်းသွားတယ်ပြောင်းသွားတဲ့အခါမှာကိုရီကရာသီဥတုတွေမမှန်မမှန်တော့ခါကြတော့အဆင်မပြေဘူးလीเนาะအဲ့တော့ဒီဥစ္စာချင်းဝမ်ကျော် energy တွေတုံးဖို့ဆိုတော့အဲ့မှာအကြောင်းရင်းတွေဖန်လာပြီးတော့မှအာရင်တွေစိုက်ထုတ်နေတယ်လို့သူတို့ကနေပြောထားပါဗျရမနော်အဲ့ဒါပထမတစ်ပိုက်အဲ့ဒါလဲပြီးရောဒုတိယတစ်ပိုက်ဒုတိယတစ်ပိုက်ကကြတော့ချင်းဝမ်ယောအင်နာဂျီကတဲ့ဘယ်ကနေရလဲဆိုတဲ့ဟာကိုလာတာဖြစ်ပါတယ်ရမနော် ပထမတစ်ပိုက်ကသူ့ရဲ့ အာ definition ပေါ့เนาะအဓိပ္ပာယ်ဖွင့်ဆိုထားချက်ကိုပြောထားပါတယ်ချင်းဝမ်ပြော energy ဆိုတာဘာလဲအဲ့တော့ဘာလဲဘာတွေကြောင့်သူကအဲ့ဒါကိုလှုပ်ဖို့အတွက်အားစိုက်ထားလဲပေါ့เนาะဒါကိုပြောပြီးတော့ဒုတိယကကြတော့ဘယ်ကလာတာလဲဘယ်ကနေထုတ်လုတာလဲချင်းဝမ်ပြော energy တွေကိုဘယ်ကလာတာလဲဘယ်ကနေထုတ်လုတာလဲဆိုတော့သူကထေရန်ရဲ့ဘီချွန်ဟွာယုံဟာเนาะနေရနေမင်းရဲ့စွိုင်းအလင်းအောင် ပေါ့เนาะထေရန်ကတော့နေမင်းဘီကတော့ လင်းအောင်ပြောတာအဲ့တော့နေမင်းရဲ့လင်းအောင်ကိုအသုံးပြုတဲ့ထယံခွက် energy နေဆွိုင်းရင်ဘာရမ်းမဲ့အွန်းသုံး energy ဆိုတာဘာရမ်းကတော့လေအွန်းသုံးကအရွေးလို့ပြောလို့ရတယ် energy ကဆွိုင်းရင်အဲ့တော့လေရဲ့အရွေးဆိုင်လေတိုင်နှုံးပေါ့နော်လေရဲ့အဲအရွေးဆွိုင်းကိုအသုံးပြုထားတဲ့လေတိုင်လေလေရဲ့ဆွမ်းအား အဲဆွမ်းရင်ပေါ့နော်လေဆွမ်းရင်ပေါ့နော်ဒါကိုယူထားတယ်ပြီးတော့မူတဲ့ hurdle ရေစီးချောင်းကိုလိုက်ပြီးတော့မှအသုံးပြုထားတဲ့ဆူလျော့ energy ဆွဲရေဆွမ်းရင်ဘာသာရဲ့ဂျူလီကဖာသူ ဟာဒါကတော့ပင်လေချိုးလူကရေစီချောင်းဖာသူကကြတော့ရေလိုင်းတော့ပင်လေတွေကရေစီချောင်းနေရေလိုင်းတွေကိုအသုံးပြုပြီးတော့မှထုတ်လုပ်ဆွမ်းရင်ထုတ်လုပ်တဲ့ဟေယန်အင်နာဂျီဒါအာပင်လေဆွမ်းရင်ပေါ့နော်ပင်လေဆွမ်းရင်ပြီးမဲ့သူ့ကိုကြတော့အနဝဆွမ်းရင်လို့ခြေဖာသာပြန်ထားရတယ်ပေါ့နော်ပြီးတော့ဂျီကူနယ်ဘူးရဲ့ယောနွန်အီယုံဟာနဲ့ဂျီကူကကဘာကြီးနယ်ဘူးကအတွင်ပိုင်းကဘာအတွင်ပိုင်းကယောဆိုတဲ့အပူတွေကိုအသုံးချပြီးတော့လုတ်ထားတယ်ဂျီယောအင်နာဂျီကဘာအပူဆွမ်းရင်ပေါ့နော်ကဘာအပူဆွမ်းရင်ကဘူမီဆွမ်းရင်လို့ဖာသာပြန်ထားပါတယ်အဓိကဟာလေးတွေက ချယ်တို့နေကနေရမယ်လေကနေရမယ်ရေရဲ့အစည်းအဝေးမှုကရမယ်ပြီးတော့ပင်လယ်ရဲ့ရေစီးကြောင်းနေရေလိုင်းတွေကတဆင်းရမယ်ကဘာသွဲမိုင်းအပူချင်းကနေရမယ် energy ထုတ်ပြီးတော့တုံးကြတာပေါ့နော်ဒီဟာလေးကတဘာဝဆွမ်းအင်ကနေချယ်တို့တုံးထားတဲ့ energy တွေဖြစ်ကြောင်းကိုဒီမှာရှင်းပြတာဖြစ်ပါတယ် နောက်တစ်ပိုင်းနောက်တစ်ပတ်ကချင်းဝမ်းကျော် energy ဆိုတာကတဲ့ချင်းဝမ်းကျော် energy ကိုသုံးမယ်ဆိုရင်ဘယ်လိုမျိုးတွေရှိနိုင်လဲဆိုတာကိုဖော်ပြပေးထားတာဖြစ်ပါတယ်ဘယ်လိုမျိုးတွေဖြစ်မလဲဘယ်လိုတွေရှိနိုင်လဲပေါ့နော်ဘယ်လိုရှိလဲဆိုတာကကြာချိုဂီဆော်ဘီဘီယုံကြီးလို့ပါချိုဂီကကနတ်ဦးကိုပြောတာချိုဆိုတာအစာပိုင်းကိုပြောတာနော်ဆော်ချီကတက်စင်တာအဲ့တော့အစာပိုင်းကက်တက်စင်တဲ့ဘီယုံက ကုန်ကြစည်နုပ်တာကမြင့်တာအဲ့တော့ပထမဦးဆုံးအစာပိုင်းမှာတန့်စင်တဲ့ကုန်ကြစည်ကမြင့်တယ်ဆိုတော့ခြေကကနဲဦးကုန်ကြစည်မြင့်မယ်လို့ပြောတာပေါ့နော်ကနဲဦးကုန်ကြစည်မြင့်ပြီးတော့မှဂျွန်ဂျဲဂျော့ဂရိုဂျောဂျဲကစီဝါယီကိုပြောတာပါအဲ့တော့စီဝါယီအရာဆိုရင်တော့ဘာဖြစ်နိုင်လဲဘူဒန်ထွဲစုဣတာဆိုတော့ခြေတို့တွေဝင်ထုံးဝင်ပိုးတွေဖြစ်နိုင်တယ်အခုဆိုလာတွေတက်မယ်ဆိုချိုလွယ်လွယ်ကူကူနဲ့တက်လို့မရအောင်ဒီမီထွန်းယုံလောက်တော့ရတာပေါ့နော်မီထွန်းယုံလောက်အသွင်းယုံလောက်တော့အဆင်ပြေတယ်ဒါပေမဲ့လို့ တိန်လုံးသုံးဖို့အတွက်ပေါ့နော်ဟင်ချက်ဖို့လိုမိဘူးတိုက်ဖို့လိုဒါမျိုးကြီးအစင်မပြေနိုင်ဘူးလေအဲ့ဒါမျိုးလုံနိုင်မယ်ဆိုရင်ခြေတို့အများကြီးဒီဆိုလာကိုအဲ့လာနဲ့နိုင်တဲ့အာဝယ်ပေးရမယ်ဝယ်တဲ့အခါမှာခြေတို့အတွက်ဈေးကြီးတယ်ပေါ့နော်ဈေးကြီးတဲ့အတွက်စီးပွားရေးမှာဘူတန်ဖြစ်နိုင်တယ်ဝင်းဒိုးဝင်ဖို့ဖြစ်နိုင်ပါတယ်ဖြစ်နိုင်ပြီမယ်လို့တဲ့အဲဒါကတော့မကောင်းတဲ့အချက်ပေါ့နော်ဝင်းဒိုးဝင်ဖို့တော့ဖြစ်နိုင်တယ်ပေမဲ့ဆိုသူကဆက်ထားတယ်နောက်မှာ ကောင်းတဲ့အချက်လေးလာမယ်။ Unyong biyong ni na ko တဲ့။ Unyong ဆိုတာလဲပတ်တာ။ Biyong ကကြတော့ကုန်ကြစည်ရဲ့အနောက်ပိုင်းလဲပတ်နေတဲ့ကုန်ကြစည်ကတော့နဲလိမ့်မယ်တဲ့။ပထမ DI ဆိုလာကြီးကိုဝယ်တက်မယ်ဆိုရင်တော့ခြေတို့မှာအကုန်ကြစိတော့မြင်ရတယ်ဒါပေမဲ့တကယ်လေပတ်နေပြီဒီဒီပေါ့နော်နေအောင်ကြီးကစွဲရနေယူမယ်ပြီးတော့ဒီလိုတုံးနေပြီပေါ့နော်ယူရဲတုံးနေယူရဲတုံးနေ process ပေါ့နော်ဒီလိုလုပ်နေပြီဆိုရင်တော့ဒါကဘာမှမရှိတော့ဘူးလေလကားရတဲ့နေရနေပြီးတော့မှအဲခြေရောကယူတုံးတာဖြစ်တဲ့အတွက်ကြောင့် အဟနဲတယ်ပေါ့နော်အကုန်ကြစိတ်တွေနဲသွားပြီတကယ်လဲပတ်ရအောင်အကုန်ကြစိတ်ဆိုတာနဲတယ်ပြီးသွားလို့ရှိရင်မူချမ်းဆိုတော့အကန့်အသတ်မရှိ ဂျန်ဟာသာဆိုတာကန့်တတ်ထားတာမူထဲလိုက်တာအငင်းထဲလိုက်တာပေါ့နော်ကန့်တတ်ထားတာကိုအငင်းထဲတော့မကန့်တတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့မကန့်တတ်ဖဲနေပေါ့နော်ရေတို့သုံးနိုင်နေဆိုတော့ကောင်းတဲ့အချက်တွေလည်းရှိပါတယ်တဲ့ဆိုတော့သူကချင်းဝမ်ကျော် energy ဆိုတဲ့ energy တွေကိုတော့သုံးမယ်ဆိုရင်တော့ပထမတော့ခြေတို့ကုန်ကြစရိတ်ပေါ့နော်တက်စင်မဲ့ကုန်ကြစရိတ်တော့များလိမ့်မယ်သုံးနေပြီလက်ပတ်နေပြီဆိုတာနဲ့ကုန်ကြစရိတ်တော့နှဲဝါပြီအကန့်အသတ်မရှိသုံးနိုင်နေဆိုတော့အဲချမ်းကျော် အတာချက်တွေတော့ရှိပါလိမ့်မယ်တဲ့။တိုးဟန်ပြီးတော့ခါကြတော့ဘာရှိလေးလဲဆိုတော့ဟွာဆော့ယုံညူဆိုရခုနကမြေစီလွာရဲ့လောင်စာတွေပေါ့နော်မြေစီလွာကနေရတဲ့လောင်စာတွေရဲ့ဂိုဂါလ်ဆိုတာကကြတော့ဂျေရိုအာဗာလဲဂိုဂါဆိုတာကကုန်ခန်းတာပေါ့နော်ကုန်ခန်းသွားတာမရှိတဖြည်းဖြည်းနဲ့အဲ့ဒါတွေကိုထုတ်ယူထုတ်ယူရဲဆိုရင်အဲ့မှာမရှိမှာမဟုတ်တော့ဘူးလေထွက်မှာမဟုတ်တော့ဘူးပေါ့နော်မရှိတော့ဘူးအဲ့ဒါကိုပြောတာအဲ့အာမြေစီလွာရဲ့လောင်စာတွေ ကုန်ခံသွားခြင်းကိုလည်းပဲတာစီပီလို့တာစီပီနိုင်မယ်ပြီးသွားလို့ရှိရင်အုံရှိကားစစ်ဆိုရဲဖန်လုံအိဓာငွေတွေကိုလည်းပဲယော့နေသွားပြီးတော့ဗောနော်ဓာမွေဖန်လုံအိဓာငွေတွေယော့နေသွားပြီးတော့ရုတ်တရက်ရုတ်တရက်ဖြစ်ပေါ်လာတဲ့ဒါကခုတ်ကြောက်ခန့်ဆိုတာရုတ်တရက်ဖြစ်တာကိုပြောတာပါရုတ်တရက်ဖြစ်ပေါ်လာတဲ့အာဘာတွေလဲဆိုတော့ဂီဟုပြောသွားဒီ အာရာသီဥတုပြောင်းလဲတွေကိုအဲတာရတာဆိုတာလိုက်ပြီးတော့ဗောနော်ဒီရာသီဥတုပြောင်းလဲတာတွေကိုလိုက်ပြီးတော့ဖြစ်ပွားတဲ့ခြေနံတဘာဝဘေးတွေကိုပြောတာပါရေကြီးလာတာတို့တို့မီလောင်တာတို့စသဖြင့်ဗောနော်တဘာဝဘေးရဲ့နေရည်တွေကိုလည်းပဲကြိုတင်ကောက်ွယ်သွားနိုင်ပါမယ်တဲ့အဲဒီကတယံဇာတာတွေကိုထုတ်ထုတ်သုံးတယ်အဲ့တော့ခင်တယံဇာတာတွေကကုံဆုံးတယ်အဲ့ကုံဆုံးမှုတွေလည်းရအဲခြေတို့တာစီလို့ရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဖန်လုံးအဲ ဖန်လွင်ဒီ gas တွေကိုပေါ့နော်ယောနယ်သွားခြင်းကြောင့်ရုတ်တရက်ဖြစ်လာတဲ့ပြောင်းလဲမှုတွေအေးပြောင်းလဲမယ်ရာသီဥတုပြောင်းလဲမယ်ဆိုရင်ခြေရို့အတွက်တဘာဝဘီဟီတွေလာနိုင်တယ်အဲ့ကဟာရီကလည်းပဲကြိုတင်ကာကွယ်လို့ရနိုင်တယ်ဆိုရဲကောင်းကျိုးကလည်းထက်ရှိသေးတယ်အဲဒီမှာ မြင်လေတာထားပါတယ်ဒီမြင်းစားရဲ့ရှိကတော့ကုန်ကြစည်အများကစု ဆိုဂျိုးပေါ့နော်ဒန်ဂျွန်ပေါ့နော်အားနေချက်ဖြစ်ပြီးတော့သူ့နောက်ကဟာဒီကတော့ခြေတို့ဒဲကျူတင်ပြင်ဆင်ထားနိုင်တယ်တဘာဝဘီဒီကန်ဆိုတာကကြတော့ဒါဘက်ကကောင်းချက်ထဲမှာပါသွားတာဒါကြောင့်သူကတိုဟန်းလေးနဲ့ဆက်ထားတာဖြစ်ပါတယ်အဲ့တော့ဘလူရှိလဲဆိုတဲ့ဟာကိုဒီမှာသွားပြီးတော့လေ့လာလို့ရမယ်အဲ့ဒါလည်းပြီးတော့နောက်ဆုံးတစ်ပိုက်နောက်ဆုံးတစ်ပိုက်ကကြတော့ခြေတို့ဂျွန်ဆယ်ကဲဆိုတာ ကဘာတစ်ခုလုံးပေါ့နော်ကဘာကြီးမှဆိုရင်တော့ဂျဲဆန်းအန်နာဂျီကဲပါဂျဲဆိုတာကကြတော့ပြန်လဲပြီးတော့လောက်တာတွေကိုဂျဲလို့ခေါ်တယ်ဆန်းဆိုတာကကြတော့ဒီမှာအာအသက်ကိုပြောတာပေါ့နော်ဂျဲဆန်းအန်နာဂျီဆိုတော့ဒီမှာကြတော့ဘယ်လိုပြန်ဘာသာပြန်မလဲဆိုတော့ပြန်လဲအသုံးချနိုင်တဲ့စွမ်းရည်တွေပေါ့နော်ကဘာကြီးပြန်လဲရှင်သန်ဖို့အတွက်လို့အဲ့လိုပြောလို့ရတယ်ကဘာကြီးပြန်လဲကောင်းမွန်မှုအတွက်စွမ်းအင်တွေကိုဂဲပါတူးတက်အောင်လုပ်မယ်ကဘာကြီးကြမ်းမှဖို့အတွက်ပေါ့နော်ဒါအတိတ်တရားဝုတ်ဒီလင်္ကာနဲ့တုံးလိုက်မယ်ဆိုကဘာကြီးကျမ်းမာဖို့အတွက်စွမ်းရင်ထုတ်လို့ တိုးတက်ဖို့ပေါ့နော်တိုးတက်ဖို့ကိုကြတော့တဲ့အဲဘလူနီလန်းနဲ့လှုပ်လဲဆိုတော့ချွန်ထန်းဆိုဂျွန်ချက်ဆိုတဲ့အာချွန်ထန်းဆိုဆိုတာထန်းဆိုတာကာဗွန်ကိုပြောတာပါကာဗွန်ပြောတာဂျောဆိုတာကကြတော့ short ချတာနဲတာကိုပြောတာပါဂျောဆိုတာဒီအောက်အောက်ကိုကြအောင်လုပ်တာပေါ့နော်အဲ့တော့ဒီဟာကယော့တယ်လူချေဘာသာပြင်မယ်အဲ့တော့ကာဗွန်ကိုယော့ချမယ်ကာဗွန်ကို short ချရမယ်ဆိုတော့ policy ပေါ့နော်ဂျွန်ချက်ဆိုမူဝါဒမူဝါဒဆိုတာကြဆူရချမှတ်ပေးထားတဲ့ပုံမူဝါဒတွေကိုဂျွန်ချက်လို့ခေါ်တာပေါ့နော်အဲ့တော့ခါကြတော့ကာဗွန်နိုင် short term ဆိုတဲ့ policy မူဝါဒတွေအဲ့ policy မူဝါဒကဘာအတွက်လဲဆိုတော့ Jason Energy ကဘာအတွက်လုတ်ပေးတာပါဒီဟာနှစ်ခုကိုချမှတ်ပေးထားတာဒါကြောင့်သူကဒီမှာစကားဆက်ထားတဲ့အခါမှာကဘာကြီးအဂျွန်ချက်ကနုန်းနဲ့ဒီကဘာကြီးတစ်ခုလုံးမှာတော့ Jason Energy ကဘာกว่า Gatton Ton ဂျွန်တန်းဆိုဂျွန်ချက်ကလို့ ဒီကဘာကြီးပြန်လဲရှင်တန်ဖို့အတွက်စွမ်းရည်ညင်မာ အောင် လုတ်ပေးတဲ့ပေါ့နော်လုတ်ပေးတဲ့ဘလိုမျိုးလဲကာဗွန်ရှော့ချရေး policy တွေအဲ့ policy တွေနဲ့ policy တွေချမှတ်ပြီးတော့မှဂျီဂူအုံနန်းဝါအဲ့ချူဘောအင်တန်ဆိုအဲ့ဘဲချူအဲ့ဒါတခုလဲဘာသာပြန်ရမှာဒီ ठी ပေါ့နော်အဲ့တော့ဂျီဂူကကဘာကြီးအုံနန်းဝါကပူနွေးလာမှုချူဘုံဆိုတာအဓိကတရခက် ဂျီဂျူကအတိကဘောဘောမင်ဘောမင်ဒီတိရမယ်ဒီတိလာမယ်ဘောမင်ကတရခံဖြစ်ပါတယ်အဲ့တော့ဂျူဘောမင်ဒီအတိကတရခံ ဖြစ်တဲ့ထန်းဆိုကာဘွန်ကာဘွန်လို့ပြောခဲ့တယ်အဲ့တော့ကာဘွန်ရဲ့ဘယ်ချူ စွန့်ထုတ်မှုတွေထွက်မှုတွေပေါ့နော်ဒီကာဗွန်တွေထွက်မှုတွေကိုဂျူဒီဂီဝီရဲ့ရှော့ချနိုင်ဖို့အတွက်နူလျောကာဂွေစမီတာတဲ့ဒီနူလျောလုပ်နေရဲဆိုတော့ဒါအာရင်စိုက်ထုတ်နေကြပါတယ်တဲ့ရမယ်နော်ကျေတို့ကာဗွန်ကအထူးကဒုက္ခပေးတာပေါ့နော်ကာဗွန်အိုက်ဆိုက်ကအဲ့တော့အဲ့ကာဗွန်တွေကိုရှော့ချနိုင်တယ်ဆိုရင်ကျေတို့ကဘာကြီးပူနွေးလာမှု ကာနီကဝဲလိုက်မယ်အဲ့တော့ဂျေဆန်အင်နာဂျီဆိုရဲကဘာကအတစ်တဖန်ပြန်လဲပြီးတော့ရှင်တန်နိုင်မယ်ပေါ့နော်ဒီလိုတွေးတာပေါ့နော်အဲ့ဒါလေးက DX ဒီထိအဲ့ဒါလဲပြီးတော့ EA ဘွန်းဟာယောနဲ့အဲ့ဒီကအကြောင်းအရာလေးကိုတုံ့ပြန်ပြီးတော့မှတဲ့ Key of Duty Key of Duty Key of Duty ကကြတော့လုပ်ငန်းနေရပေါ့နော်ဒီကအကြောင်းအရာလေးကိုလက်ခံကြတယ်ပေါ့နော်အဲ့လိုလက်ခံပြီးတော့မှဒီအာဗာလဲလုပ်ငန်းနေကကြတော့ ESC Gyeongyeong ကနေတစ်စိ ESC Gyeongyeong ဆိုတာကတော့ E ကတော့ environment တဲ့ အ S ကတော့ဆူရယ် G ကတော့ government ဆိုတော့ environment ရယ်ဆူရယ် government ပေါင်းထားပြီးတော့မှစီမံခန့်ခွဲတာဂယုံယုံကစီမံခန့်ခန့်ခွဲတာပေါ့နော်ဒီကစီမံခန့်ခွဲတဲ့အဖွဲ့အစည်းဖြစ်မှာပေါ့နော်ဒီအဖွဲ့အစည်းမှတစင်းတဲ့ဒီလုပ်ငန်းတွေကလည်းဒီ ESG အဖွဲ့စီမံခန့်ခွဲမှုဒီဟုတ်စာကနေတစင်းပေါ့နော်ထန်းစုထန်းစုပဲကျူးဆိုတဲ့ကာဗွန်တွေလျှော့ချရေးကာဗွန်ထုတ်လွှတ်မှုတွေပဲဖြစ်ဖြစ်လျှော့ချတာတော့မဟုတ်သေးဘူးထုတ်ထုတ်တာပေါ့နော်ကာဗွန်ထုတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဂျာဝန်စာယုံဒီ တဘာဝတယံဇာတာတွေကိုအတုံးပြုတ်ချင်းစသဖြင့်ပေါ့နော်သူတို့အိုဂီဂီဂီယိုပဲဟွမ်ဂျိုနဲ့မီချီနိုဂီယိုဘီဟွမ်ဂျိုနဲ့မီချီနိုဆိုတာဒီလုပ်ငန်းတွေကဒီပဝင်းချင်းပေါ်မှာတိုက်ရောက်နေတဲ့ပေါ့နော်မကောင်းနဲ့ညမနော်ပဝင်းချင်းကအာအလုပ်ဒီလုပ်ငန်းတွေကပဝင်းချင်းပေါ်မှာတိုက်ရောက်နေတဲ့ မကောင်းတဲ့တယောက်မှုတွေကိုအ ਨੇ ဆုံးဖျောင်းလုပ်နေပါတယ်တဲ့။ရမနော်။အဲတော့ဒီဟာလေးကိုလက်ခံတယ်။လက်ခံတဲ့အတွက်ကြောင့်ဒီ ESG Gyeongyeong တေကဟာတွေကိုလိုက်လုပ်တယ်ပေါ့နော်။ထန်းစုပဲချူပဲဖြစ်ဖြစ်ခြာရောင်းခြာရောင်းပဲဖြစ်ဖြစ်ဒီထန်းစုပဲချူလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်ဒီတဘောတန်ဆိုအုံပြူတာပဲဖြစ်ဖြစ်အဲဒီပဝင်းချင်းကိုသွားပြီးတော့တက်ရောက်မယ်ဆိုရင်အဲ့ဒါဟာတွေကိုငါတို့တွေရှင်းချမယ်ဆိုရဲပုံစံမူဝါဒနဲ့သွားနေပါတယ်ဆိုရဲအကြောင်းကိုဒီနမတ် အဲစာပိုင်းနံပါတ်၄ကနေပြီးတော့ပြောထားတာဖြစ်ပါတယ်အဲ့တော့ပြန်ပြောမယ်ဆိုရင်တစ်ကတော့ချယ်တို့ကသူ့ရဲ့အဲဘာလဲ definition ဖွင့်ထားတယ်နံပါတ်1ကကြာတော့ဘယ်ဒီကနေရာချောင်းပြောထားတယ်နံပါတ်3ကကြာတော့သူ့ရဲ့ကောင်းချိုးဆိုးချိုးကိုပြောတယ်နံပါတ်4ကကြာတော့ဘယ်လို policy မူဝါဒတွေနဲ့ချမှတ်ပြီးတော့လုပ်နေတာကိုမှပြည်သူတွေဘယ်လိုပူပေါင်းဆောင်ရွက်တယ်ဆိုရဲအကြောင်းနဲ့၄ချက်ပြောသွားတာပါအဲ့ဒါလေးကိုနားလည်ပြီးဆိုရင်အောက်ကဟာကိုချယ်တို့ဖြေလို့ရပါပြီဒါတော့ချယ်ချယ်ထားတာအဲ့လိုလေးချယ်ပြီးဒီအချက်ဒီအချက်ဆိုပြန်ပြီးတော့ပြောရဲဆိုရင်ရရပါတော့ ကဲအဲ့တော့နောက်ဒီဟာလေးကြည့်မယ်ပေါ့နော်အဲအဲ့တော့ခြေကခုနကတော့ခြေတို့တိပြီဆိုရင်ဒါလေးကိုဒီအောင်မဖတ်သေးဘူးဒါလေးကိုတော့ဖြေးကြည့်မယ်ဆေကေခါကုတော့ကဘာနိုင်ငံအသီးသီးကတော့တဲ့ဟွာဆော့ယုံညိုခဲပါတဲ့ဟင်းစကွေစမီတာတဲ့ဒီ အာတပါအာမြေစီလွားရတဲ့လောင်စာတွေဖွံ့ဖြိုးတိုးတက်ဖို့လုပ်နေရလားဆိုတော့မဟုတ်ဘူးလေဆွနာကမ္ဘာနိုင်ငံအတီးတီးရဲ့ချင်းဝမ်ရောအင်နာဂျီခေဘောက်ကိုလုပ်နေရလေဟုတ်တယ်နော်အဲ့လိုမျိုးတီးလိုက်လို့ရှိရင်ဒီသားမှာဟာသူတို့တွေကိုဖွံ့ဖြိုးတိုးတက်ဖို့လုပ်တာမဟုတ်ဘူးအဲ့ဒါဆိုပူဆိုးသွားမှာပေါ့နော်ခြေတို့ချင်းဝမ်ရောအင်နာဂျီကိုလုပ်ဖို့လုပ်နေရဆိုတော့ဒီဟာလေးကြောင့်မှားတယ်နောက်တစ်ခုကကြာဟွာဆော့ရောမျိုးစာယုံနဲ့အဓိကမြေစီလွားတွေကလောင်စာတွေတုံးချင်းအားဖြင့်နဲ့ဂီူပြောင်းသွားဆိုတဲ့ခြေတို့အာမိုးလေးကိုအာရတ္တိဥတုပြောင်းလဲမှုတွေကိုဒဲပြီးဟာတာဆို ိုတာကြိုတင်ပြင်ဆင်နိုင်တယ်တဲ့ဒါတွေကိုတုံးလို့ကြိုစင်ပြင်ဆင်နိုင်တာမဟုတ်ပါဘူးเนาะဒါတွေကိုတုံးတာမဟုတ်ဘူးအခြားအစားထိုးတဲ့အဟာတွေတုံးမှာပေါ့เนาะတုံးမှဒါလေးပြင်ဆင်နိုင်လို့ရမှာပါဗျာမှားနေသေးပါတယ်နောက်ချင်းဝမ်ကျော် energy စာယုံတို့တဲ့ဒီခြေတို့ဒီချင်းဝမ်ကျော် energy ဆိုတဲ့ဟာကိုတုံးရယ်ဆိုရင် အုံရှိ gas တို့ကိုတော့ရှော့ရှာပေးနိုင်တယ်ဆိုတာတော့မှန်ပါတယ် ရမယ်နော်ဒီဟာဒီ short ချဖို့အတွက်ဒါကိုသုံးနေဆိုပြီးဆွမ်းနာဖတ်လိုက်ရတယ်ပေါ့နော်သူနံပါတ်လေးလာမသိဘူးလေးသုံးပိုက်မြောက်ပြောတာသုံးပိုက်မြောက်မှာဒါလေးပါပါတယ်အဲ့တော့အဲ့ရအားလည်းမှန်သွားပါပြီနောက်တစ်ခုကချွန်ဝိုင်းကျော် energy source နဲ့ပတ်သက်ပြီးတော့တဲ့ဒီအာတဘာဝနဲ့တရားသံသာသဖြစ်တဲ့စွမ်းရင်နေအေးဒီပေါ့နော်တက်စင်ဖို့နဲ့ပတ်သက်ပြီးတော့တဲ့ခေါင်းကျဲကျော်ဘူဒန်းဆိုရက်စီဝါရေးအရာ ဝင်ဒုတ်ဝင်ဖို့ကတော့နဲပါတယ်တဲ့ခုနကကြာတော့ချေရွက်ကြီးတယ်လို့ပြောထားတယ်လीမြားတယ်လीကိုတော့ဝင်ဒုတ်ဝင်ဖို့ဖြစ်တယ်ဒီမှာじゃနဲတယ်ဆိုလို့မှားပါတယ်เนาะအဲဒါလေးကတော့စွန့်နောင်ဝအပိုက်၄ဘိုက်ဖတ်ပြီးတော့ဖြည့်ကြည့်လိုက်တာအဲ့လိုဒီမှာကတော့လွတ်ဖြည့်စရာတော့မလိုပါဘူးဟိုထဲမှာတော့ဒီဟာလေးကိုအချင်းချုပ်ပြန်ပြီးပေးပါတယ်ဒီအချင်းချုပ်လေးကလည်းစွန့်နောင်ဒီ share ပြောထားတဲ့အချက်လက်တွေအကုန်ပါလိမ့်မယ်ကြည့်ထားပါတော့ဂျဲပြန်ဖတ်ပြရမယ်ပြန်ဖတ်ပြပါမယ်အဲ့တော့ခဏလေး မမြင်ရဘူးဖြစ်နေတယ်။ရပြီ။အဲ့တော့ဆေဂေကာကူတို့ကမ္ဘာနိုင်ငံအသီးသီးကတော့ဟွာဆော့ယောင်ညူအက်ဆာယောင်တို့ဒီကဒီမြေကမြေစီလောင်မြေစီလွားရတဲ့လောင်စာတွေကိုအသုံးပြုခြင်းဥရိုအင်ဟဲကြောင့်အသုံးပြုခြင်းကြောင့်ပွမ်ယောင်ဖာကွယ်ပတ်ဝန်းကျင်မှာပျက်စီးတွေနဲ့ဂီယူပြောင်းသွားဒီရာဒီဥဒူပြောင်းလဲခြင်းတွေပေါ့နော်ဖြစ်နေတယ်။အဲ့ဟာကမှကြိုတင် အာသူတင်ကာကွယ်ဖို့ပေါ့နော်ကာကွယ်တုံ့ပြန်ဖို့အတွက်ဆိုပြီးတော့မှဒီဟာတွေကိုမဖြစ်အောင်ကာကွယ်ဖို့ဆိုပြီးတော့မှ chill chin wan your energy မှာ him su ko ida အဲ့ဒါပထမပိုက်တုန်းကပြောသွားတဲ့ဟာနဲ့အတူတူပဲပြီးရင် chin wan your energy ကတဲ့ချိုဂီစောပြီးဘီယုံကြီးနှုတ်ဖားတဲ့ပထမဦးဆုံးတက်စင်ဇယိတ်တွေကမြင့်နေတဲ့ပြီးတော့ gyeon jae jok လို့ဘူဒမ်းမီထွဲစုဤတာတဲ့ဒီစီဝါရဲ့အရာဝင်တော့ဝင်ဖို့ကြီးတယ်အဲ့ဒါ၃ပိုက်မြောက်မှာပြောသွားတဲ့ဟာ 운영비용이낮고무제한으로사용할수있다는장점이있다그래서동바이먀개마베빠라바ဒါပေမဲ့ဆက်တိုက်လဲပတ်နေပြီဆိုရင်တော့အကုန်ကြားစီတွေနဲသွားပြီကန်တမရှိတုံးနိုင်တယ်။နောက်ထပ်ပြီးတော့မှာဟွာဆော့ယုံညူရဲ့ဂူကာဟွာဆော့ယုံညူရဲ့ဂူကာဆိုတော့ခြေတို့ ဒီတဘာဝလောင်မြေစီတွားရတဲ့လောင်စာတွေရဲ့အဲကုံဆုံးကုံခန်းသွားမှုကိုတားဆီးပေးမယ်ပြီးတော့အုံကြီးအုံရှိကာကိုလည်းပဲရှော့ချပေးနိုင်မယ်တဘာဝဖန်လုံဓာတ်ငွေတွေကိုလည်းရှော့ချပေးနိုင်မယ်ပေါ့နော်ရှော့ချပေးပြီးတော့မှဂူကျွမ်းဂီယူဖြောင်းတော့ အရာပေါ့နော်ဒီရုပ်တရက်ဖြစ်ပေါ်လာတဲ့ဟာတွေအကြောင်းဖြစ်တဲ့အာ channel တွေပေါ့နော်တဘာဝဘေးတွေကိုလည်းပဲကြိုတင်ကာကွယ်နိုင်မယ်ဆိုတော့ ownshi gas တွေကို short ချပေးနိုင်မှာဒါတွေကိုတားဆီးပေးမယ်ဒါတွေကို short ချပေးမယ်လို့ပြောတာပေါ့နော်အဲ့ဒါလေးကလည်းနံပါတ်3ဘိုက်မှာရှိတာပါအဲ့တော့ဒီခုနကတော့ချေတို့အဲမွန်နွားဂျုံမှုကိုတွားပြီးတော့ဖတ်ထားတယ်လီဘိုက်လုံးမှာ ဒီပေါ့နော် notes ကလေးတွေမှတ်ခဲ့မယ်တစ်ကဘာကိုအဓိကပြောချင်တာလဲနှစ်ပိုက်ကဘာကိုပြောချင်တာသုံးပိုက်ကဘာကိုပြောလေးပိုက်ကဘာကိုပြောချင်တာလဲဒါမျိုးလေးတွေချုပ်နိုင်ပြီကိုကောင်းထဲမှာအတိဝင်သွားပြီဆိုတာနဲ့ဒါတွေက easy သေးဖြေလို့ရပါတယ်အဲဒီလိုမဖြေတတ်ဘူးပေါ့နော်ဒီကဖတ်ပြီးတော့ဒါအောင်မဖြေတတ်ဘူးဆိုရင်လည်းပဲခြေကိုလိုက်ရှာလို့ရပါတယ်လိုက်ရှာနည်းကိုပြောပြပါမယ်လိုက်ရှာလို့ရတယ်ဆိုတော့ကဒီမှာလေးဇေခဲဂါကုကခဲပါတဲ့ဟင်းစုတ်ကိုဤတာလို့ပြောထားတယ်အဲ့တော့အဲ့ဒါနဲ့တတဲတူတဲ့ဟာကိုလိုက်ရှာပါဒီမှာဇေခဲဂါကုတွေ့ပြီးပြီးတော့ဟင်းစုတ်ကိုဤတာတွေ့ပါ ါပြီ။ gay bar မှာတော့ဘယ် gay bar လုံးကြည့်လိုက်ပါ။ဒီမှာ chinwan gyo energy gay bar ဖြစ်ရမှာပါ။ဒီမှာကျတော့အဲ့ဒါကြီးမဟုတ်နေပါဘူး။ဒါကြောင့်မှားတယ်။ဒါတော့လိုက်တိုက်တာပေါ့နော်။အဲ့ဒါပြီးတော့နံပါတ်2 နမနိခာကြတော့ခြေရောဟွာစောယုံညူစာယုံဂီဟူဖြောင်းတော့ဟူဒေဘီဟာတူအီတာကိုသွားကြည့်လိုက်ပါဂီဟူဖြောင်းတော့ဟူဒီမှာလေဂီဟူဖြောင်းတော့ဟူဒေဘီဟာစုအီတာဆိုတာဒါလေးဖြစ်ပါတယ်အဲ့ဒါကဟွာစောယုံစုကိုတုံးချင်းကြောင်လားဆိုတော့မဟုတ်ပါဘူးဒီဟာကတူဟန်လို့ပြောတာတော့ရှေ့ကဟာတုံးတာပါရှေ့ကဟာတုံးလေဆိုတော့ဒီစာပိုက်ထဲမှာလိုက်စာတော့ချင်းဝမ်ဂျောအင်နာဂျီဖြစ်ရမှာပါချင်းဝမ်ဂျောအင်နာဂျီကိုတုံးချင်းအပြင်ဒါတွေလုံနိုင်တယ်ဒါတွေသာစီးနိုင်တယ်ဒါတွေရော့ကျနိုင်တယ်ဒီလိုပဲပြော ာမှာပြီးသွားလို့ရှိရင်ဒီအဲ့ဒါတွေကြောင့်ဖြစ်ပေါ်လာတဲ့အဲဒီဖြောင်းသွားတွေပေါ့နော်ကြောင်းလဲတွေကိုရာသီဥတုကြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အတဘာဝဘေးတွေကိုလည်းပဲကြိုတင်ကာကွယ်နိုင်တယ်လို့ဖြစ်ရမှာဖြစ်ပါတယ်အဲ့တော့တဘာဝဘေးတွေကိုကြိုတင်ကာကွယ်နိုင်တာကဟွာဆော့ရောညူစာယုံမဟုတ်ဘဲနဲ့ချင်းဝမ်ကျော် energy ဖြစ်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနားလေးမှာမာနေပါတယ် နောက်တစ်ခုလိုက်ရှာတိုက်မယ်နောက်တစ်ခုကချင်းဝမ်ကျောင်းအင်နာဂျီအသုံးပြုကြောင့်အုံအုံရှိဂါစုကဂျူရီစုအီတာဆိုတာဓာတ်ရည်ပါတယ်နော်ဒီမှာလေအုံရှိဂါစုဂျူရောလို့ပြောထားတယ်ရှေ့ကဘာတူဟန်လို့ပြောထားတော့သူ့ရဲ့ရှေ့က subject ပေါ့နော် subject ကဟုတ်ရှေ့မှာရှိလိမ့်မယ်ဒါဟုတ်ပြောတာအဲ့တော့ချင်းဝမ်ကျောင်းအင်နာဂျီလည်းမှန်တယ်ဒါလေးပေါ့နော်မှန်တယ်ဒါလေးကလည်းမှန်ပါတယ်ဒါကြောင့်အဖြေကဒါလေးပေါ့နော်လိုက်တိုက်တာလိုက်တိုက်တဲ့နီလန်းဖြစ်ပါတယ်နောက်ဆုံးဟာနောက်ဆုံးဟာကြတော့စောချီနဲ့ပတ်သက်ပြီးတော့ဆိုချေစောချီပါတဲ့ဟာကိုလိုက်ရှာပါတယ်ဒီမှာစောချီပါ no ုတာလို့ပြောထားတယ်ဒီမှာじゃသူ့ရဲ့စံချင်ပဲချော့တာဆိုလို့မှားပါတယ်အဲ့လိုသွားပြီးရွှေချဲ့ရင်လည်းပဲရပါတယ်ဒါပေမဲ့ခြေတို့ကဖတ်ထားပြီးမှပေါ့เนาะကိုတီလေးနဲ့နည်းနည်းလေးပေါ့เนาะတစ်ခေါက်ဖတ်လိုက်ဒီဒီဒီပေါ့เนาะခုနဂျုံးဘူးမွန်သွားလဲသူကပြီးပြီးသားကိုအပေးတဲ့ဟာလေးဖတ်ပါဖတ်ပြီးနားလဲပြီးဆိုမှဒါတော့သွားဖြေပါဒါဆိုရင်တော့အမအနေသွားတော့မယ်လို့ထင်ပါတယ်နည်းနည်းတော့ခက်လာပါတယ်အရင်ပုံအဟောင်းပေါ့เนาะတင်ယူအဟောင်းနဲ့ စာမယ်ဆိုရင်ဒီတင်ယိုတက်ကတော့ခတ်လာတာတော့မှန်ပါတယ်အဲ့တော့အဲတချို့ဟာတွေဆိုဘာသာပြန်ထောက်တာတွေလည်းပါတယ်မိနစ်နေရာလည်းအသေးဆန်းနေဆိုတော့ပေါ့နော်အော်ဒါလေးတွေတော့ရှိပါတယ်အဲ့တော့မိနစ်လေးတွေဖတ်ပြီးမှကြည့်ရင်တော့ပိုကောင်းပါတယ်ချက်မိနစ်စာအုပ်ထဲမှာတော့မွန်နာချုံဖို့အတွက်တသက်မိနစ်လေးတွေထုတ်ထားတာမျိုး iki diki မှာတကယ်လို့မှသူနဲ့စင်တူမိနစ်လေးပါလာတယ်ဆိုရင်အဲ့ထဲတိုင်းမဟုတ်ဘူးစင်တူမိနစ်လေးပါလာရဲဆိုရင်လည်းပဲပြန်ပြီးတော့ထည့်ထားတာမျိုးရှိတယ်ပေါ့နော်မိနစ်စာအုပ်လေးထဲမှာအဲ့လိုပဲကြည့်ရင်လည်းပဲရတယ်ပေါ့နော် အဲဒါလေးရတော့ကြောညာတစ်ဖက်ဝင်လာပါဟုတ်ကဲ့ပါအစအစင်ပြေကြပါစေတကယ်လို့မှတိချင်တယ်ဒါကတော့ခန်း40ကိုရှင်ပြတာဖြစ်ပြီးတော့တိချင်တယ်ကိုမရတဲ့နားမလဲတဲ့ပေါ့နော်ဒီပဝံပတ်တူတဲ့ကဂျုံဘိုးကြီးမွန်းသွားရရှိခဲ့တယ်ဆိုရင်လည်းပဲအဲဒီလာပြီးတော့ messenger လာပြောတာပဲဖြစ်ဖြစ်ဒါလေးရှင်းပြပေးပါပေါ့နော်ဒါမှမဟုတ်လေဒီ comment မှာရေးထားတာဖြစ်ဖြစ်လုတ်ခဲလို့ရပါတယ်အားလုံးစင်ပြကြပါစေ